ကြောက်ရကောင်းမှန်းတော့သူတို့သိရပြဒါမှမဟုတ်လေအဲ့တက်ဖွဲ့တွေတော့တိုက်ကြပြီဆိုတဲ့အချိန်မှာနောက်ကနေလိုက်အားပေးရပါတော့နော်အဲ့လိုမျိုးနေဘူးကျဲတဲ့အိတ်ထဲမှာမလမ်းမကန်းနေပြီးတော့အားပေးတဲ့ဖြစ်ရမျိုးကြီးသူကြုံခဲ့တယ်အဲ့ဒီဘက်ကထားလိုက်ပါလက်နဲ့ကြီးတလုံးပြစ်လိုက်ရဲဆိုအကုန်လုံးကလက်ကဝိုင်းတီးကြတယ်နောက်ကအေးအေးချပြီးပါခေါင်းတွေတို့မှာကြောက်ကားရေးပိုင်းမောင်းပြီးတော့မဟုတ်ဘူးဘောနေပြီမှာမျက်မှန်နေပိုင်းနဲ့ဒီကောင်ပတ်စားပါလားဗောတရားငါတို့တစ်ခါအင်တာဗျူးထားတဲ့အကောင်အမေနောက်ရကြတော့ကြောက်လမ်းခင်းနဲ့ကြောက်ကားရေးပိုင်းမောင်းနေပြီ မင်္ဂလာပါရောင်းတကြံတက်နေရဲ့ပြည်သူအမတ်ငါတို့တန်စီစဉ်နေပြန်လည်ပြီးတော့ကြိုးစားပါတယ်ဟုတ်မင်္ဂလာပါမင်္ဂလာပါညီမင်္ဂလာပါတကြံဖက်ရှင်လေးပဲဝတ်ထားတာမင်္ဂလာပါဟုတ်လားဒါရောင်းနဲ့လိုက်ဖက်တယ်ဟုတ်ဒါရောင်းနဲ့ကျောင်းတကြံအတက်နေလို့သာပြောတယ်နော်ဟိုစစ်တပ်ကဘုံကျဲနေတာတရက်မပြတ်ဘူးအဲဒီနေ့ဒီချိန်ထိကိုပေါ့နော်ဇက်တိုက်ဇက်တိုက်သူတို့အပြည့်ရက်ပါပြောပြီးနေကျဲနေလိုက်တာအခု တောက်လျှောက်ပဲကျွန်တော်အခုသတင်းတင်ဆက်တော့မယ်ဆိုတော့အချိန်တော့တွဲမှာပဲသူတို့ကျဲတာလည်းရှိတယ်ဗောနော်အမြရီဘက်မှာဆိုလဲကော်ဂရိတ်ဂျုံတိုး၄တိုင်း၅တိုင်း၉တိုင်းနွားချံကုန်းရေးဘူးဒါတွေလည်းကျဲလို့ဗောနော်ဒီဝက်လက်ဘက်မှာဗောနော်အဲတစ်စိတ်ကျွရာကိုလည်းကျဲတာလည်းရှိတယ်ထီလင်းစောဂန်ကောဘက်ကိုကျဲတာလည်းရှိတယ်ဟိုပြီးတော့အရာတော်တောင်ပိုင်းမှာကျဲတာလည်းရှိတယ်ဗောနော်အဲ့တော့အပြည့်စည်းတွေကြည့်လိုက်ပြီဆိုတော့ခါကြရဲဘုံကလုံးဝစက္ကန်းကုန်းလည်းမဟုတ်ဘူး ီးတော့ကြောက်ဟို PDF တွေနေတယ်လို့အရေးအောင်ရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူးလုံးဝပြည်သူတွေပိုင်တဲ့အိုးအိမ်စည်းစိမ်တွေပြီးရင်လုံးဝအရက်သားစစ်စစ်ပေါ့နော်ကလေးတငယ်တွေပါတယ်အဲဒါလူကြီးအရွယ်တွေပေါ့နော်အဲဦးတော်တော်အရွယ်တွေပါတော့အဲ့တော့ဟို PDF ရေလို့အရေးအောင်လုံးဝတစ်ခုမှမရှိဘဲနဲ့ဒီလိုမျိုးကိုတမင်သက်သက်ရက်ဆက်တဲ့ပုံစံမျိုးလုပ်နေတာပေါ့နော်အဲတိုက်ပွဲဖြစ်မယ်လို့တောင်မှတချို့နေရာတွေဆိုတိုက်ပွဲမဖြစ်ဘဲနဲ့ကျဲတာဟုတ်တယ်အချို့နေရာတွေမှာသူတို့ဘာသာသူတို့ဒရင်ရတာနဲ့ကိုကျဲနေတာတိုက်ပွဲကိုမရှိဘူး အဲ့ကြတိုက်ပွဲဖြစ်ပြီဆိုမှကျဲတဲ့ဟာမျိုးတည်းမရှိဘဲနဲ့ကိုဒါပတ်ပြီးတော့လိုက်ကျဲနေပုံစံမျိုးတွေဖြစ်နေအဲဒီကောင်လေးတော်တော်ကိုဟိုချင်းနေဆိုးနေတာကြာစတော့တွေးမိတည်းဒီစစ်တပ်ထဲမှာတည့်ရတဲ့ဟိုအထင်ကြီးနေနေဆိုရင်တို့တွေကြောက်ကြရလေကြောက်ကြရကျင်းနေနေထွက်တယ်စာတွေထွက်တယ်ဒီလိုနေမျိုးတွေမှာလုံကျွေးဂီယူဆိုင်ပါဒီလိုနေမျိုးတွေမှာစတန်ဒူယူပါအဲဒါမျိုးပုံစံမျိုးတွေလောက်တာရှိအစအဲ့အာအကြောင်းမလို့လောက်တယ်ထင်တာအခုကြမဟုတ်တော့တော်တော်ကိုမမက်ရရင်လောက်တဲ့ဟာမျိုးတွေတွေ့နေရဒါအခုဆိုတာ အပြည့်ရက်တဲ့၁၀ရက်အတွင်းမှာကျဲတဲ့ဟာအချိန်80ကျော်တယ်ဆိုပြီးတော့သိရတယ်ဗောနော်ပြီးတော့အချို့ထုတ်ပြန်ချက်တွေကျွန်တော်တွေ့ဘုံကျဲတဲ့ရေတော့ကအထောင်နဲ့ချီဘုံခုနပြောပါတယ်ဟိုနှစ်လအတွင်းနှစ်လအတွင်းအချိန်80ကျော်ဗောနော်ကလေးကလေးဟင်းကလေးပဲဗောနော်စကန်၅ခုတိုက်လိုက်တဲ့ပဲဗောနော်စကန်၅ခုတော့စကန်၅ခုကလေးကန်ကောစကန်ပိုင်းလမ်းပိုင်းမှာနော်နလအတွင်းမှာအချိန်ရင်2000။အစအချိန်1000။အဲအချိန်1000။အစတွက်ကြည့်ဟာအဲ့တော့ကျဲနိုင်မလားဆိုဘယ်ဟုတ်မလဲကျဲတယ်။ တကယ်လည်းကျဲတယ်ပေါ့နော်ဟိုနေ့စဉ်ရက်ဆက်တချို့ရက်တွေမှာဆိုရင်အချိန်ကြီးအဲ20 30ထိလာကျဲတဲ့နေရာတွေလည်းရှိတယ်ဆိုတော့ဟာဒါဖြစ်နိုင်တယ်ဆိုပြီးတော့တွေးမိအောင်အကောင်းကြီးတော်တော်ရက်ဆက်လုံနေတဲ့ပုံစံမျိုးဟုတ်တယ်နှစ်လအတွင်းမှာအချိန်ကြီးတထောင်ဆိုတဲ့ဟာကညီလေးတွက်ကြည့်လို့ရှိရင်ဒါဟိုတလောက်900လောက်အချိန်900လောက်တွက်ကြဟုတ်တယ်အဲ့တော့တရက်ကို18ချိန်လောက်တွက်ကြအနည်းဆုံးအလောက်ကျင်းနေတာ18ချိန်လောက်တွက်ကြအဲ့ဒါကြောင့်မို့လို့ဟိုမင်းညားတို့စကားပြောရင်းနဲ့ဆက်မိလို့ပြောကြတဲ့အချိန်မှာပေါ့နော်ဟိုစစ်ကောင်စီကနေတဆင့် ဒီငလျင်ဘေးကိုနိုင်ငံတကာကငလျင်ဘေးကိုစစ်ကောင်စီကနေတဆင်လှူမယ်ဆိုရင်ဟိုတကယ်ထိထိရောက်ရောက်ဖြစ်နိုင်ပါမလားဆိုတော့ဟာကအဲ့ဒီမှာတွားပြီးတော့ပေါ်လွင်တာပေါ့နော်အတူပြည်သူကိုတကယ်ငလျင်ဘေးကူရမယ်ဟာတွေကဘာလဲဆိုစစ်သုံးစရိတ်ဖြစ်သွားမှာပေါ့ခေါင်းခေါင်းနေပြောင်းပြီးတော့ပြတ်မှာပေါ့ခေါင်းနေပြောင်းပြီးတော့ဒါတို့ပြည်သူကိုဒီလိုလှူလိုက်ပါတယ်ဘာညာဆိုပြီးတော့ဘူးလဲလှဆွေလို့ရေတန်းဘူးနဲ့ဟိုခေါင်းဆက်ကြောင်မမကြောင်လောက် တော့ပေးပြီးတော့မှနော်ဟိုကျန်တဲ့အရာတွေကိုအိတ်ထဲထည့်မယ်ပေါ့အိတ်ထဲထည့်ထည့်ပြီးတော့ရတယ်ပါတယ်ရာဝင်ဦးနဲ့ချက်နဲ့ကျန်တာနှစ်ပိတ်သာလောက်မွင့်နေတာအကောက်အဲ့လိုအဲ့လိုအဲ့လိုပေါက်ကရားတွေရှောက်လို့ပြီးတော့မှရဟိုဒီမိုးမိုးပြဲတဲ့ကြီးနဲ့မိုးပြဲတဲ့ကြီးနဲ့ဟိုကျက်သားကြီးတော့အောက်ဖင်ကတ်ကိုမိုးပြဲနေတယ်အိုးကြီးချက်ဆိုအိုးကြီးဆိုလို့ကြီးလိုက်တာပေါ့နော်မိုးပြဲတဲ့ကြီးနဲ့မှွေသားလည်းသူပြောင်းတဲ့မှွေနေပြီးတော့ မွေကောင်ဟိုဘေးမှာလည်းတကယ်အမေသုံးနေပါချရတာလည်းမတွေ့ရဘူးပေါ့နော်ဒီကတမင်းတကလှုပ်လှုပ်ပြနေတယ်ဆိုတာသိတာတော့မဟုတ်လို့ရှိရင်ဘေးမှာအမေသုံးနေချထားပြီးတော့မှပလုံစီနီအောင်လှုပ်ထားပြီးတော့မှဒီအိုအိုကြီးကျက်ဆိုလို့ရှိရင်လည်းအပေါ်လန်ငါလုံးအထက်ပေါ့နော်တမိုက်ဝင်းကျင်လောက်နှခမ်းသားထားပြီးတော့မှแท้เนี่ยมาปี้နေရမှာပေါ့မဟုတ်ဘူးအိုးဖင်ကလောက်နေစက်သားလေးနှစ်ပိတ်သားသုံးပိတ်သားနေတော့တော့လူလုံးငြူသီးသားတော့ အဲ့လိုမျိုးတွေပေါ့အဲအဲ့ဒီကကြတော့ဟိုပြောပြတာပေါ့နော်ပြောပြတော့ဒီငလင်ဘေးကနိုင်ငံတကာကနေအထောက်ပံ့နေရစစ်ကောင်စီကနေတစင် ပြည်သူကိုလှူမဲ့ဆိုရင်တကယ်ထိရောက်ပါမလားဆိုတော့စစ်ကောင်စီပြောခဲ့တယ်များဘယ်တော့မှယုံခဲ့ရဘူးလို့လဲဆိုတော့တမိုင်းကိုသူကပြန်ကြည့်ရမှာပေါ့ပြန်ကြည့်ရခါကျတော့အခုသူတို့ရက်20အပြစ်ခတ်ရက်စဲထားမယ်ဒါငလင်လှုပ်တဲ့နေရာနေစပြီးတော့မှဒီတကြံတွင်းပြီးမှပြီးမှ Nissan တရနေ့ Nissan နှစ်ရက်နေလောက်ကြာမှဒါရက်20ပြီးမှပေါ့နော်ဟုတ်တယ်ရက်20အတွင်းအပြစ်ခတ်ရက်စဲထားတဲ့ဒါပြောတယ် လေရင်နဲ့ဘုံချင်းနဲ့အဲ့ဒါတောင်သူကညီဒီဒီဟိုတော်လိုင်းတက်ဖွဲ့မှာလေရင်ရှိလို့ရှိရင်တော်လိုင်းတက်ဖွဲ့လေရင်မှာဆိုပြီးတော့မှာသူကလွှဲချောင်းမှာလွှဲချောင်းမှာဟုတ်လားလွှဲချောင်းမှာအခုကလုံးဝကိုလိန်လို့မရတဲ့ဖြစ်စဉ်နေနဲ့သွားပြီးကြုံနေရလို့သားပြီးပြီးသူသာညီလေးပြောသလိုပေါ့တကယ်ဘယ်တယ်ဆိုင်နေရလို့သူတို့ချစ်ကောင်စီတက်ဖွဲ့ဝင်နေမနိုင်တော့လို့ဒီ PDF တို့တော်တော်လိုင်းဟိုတိုင်းသားလက်နဲ့ကင်တို့ပါတို့လေရင်နဲ့ဘုံလာကျဲတယ်ဘယ်တယ်ဆိုင်နေတဲ့စစ်ပွဲအတွင်းမှာလာကျဲတယ်ဆိုတာ ခံစားသေးတယ်ကြားကောင်းသေးတယ်အင်းမဟုတ်ဘူးကွာကပြည်ကျဲလိုက်လို့ရှိရင်ညီအထင်ကြီးရနေရတယ်ဘုံကြီးကျောင်းတို့ခရိယံဖျားရှိခိုးကျောင်းတို့စာတင်ကျောင်းတို့ဒီလိုမျိုးတွေပေါ့နော်တကယ်အများပိုင်အဆောက်အဦတွေကိုရည်ရွယ်ချက်ရှိကြည့်လိုက်ဖြည့်ဆည်းပြီးတော့မှတကြံတွင်းကိုလည်းမရှောင်ပေါ့နော်လိုက်ပြီးတော့ရုံးပါနေအားကြောင့်အာနာအာနာငါတို့ကတိန်းတာမဟုတ်ထိန်းတာလို့ပြောကြတဲ့ဟာစပြီးတော့လိန်နေပြီထိန်းဟိုတိန်းတာမဟုတ်ထိန်းတာပြီးတစ်နှစ်ပြည့်ပြန်ပြီးမှဘယ်လိုတစ်နှစ်တော့ဟို ဟိုလေးသိင်းရှင်တဲ့ကဘာတသိုံပြောရလားဘယ်လိုပြောတာလဲပေါ့နော်တနေ့တနေ့ပြင်ပြန်ပေးมาတို့ဟောပေါ်တက်ရကြီးပေါ့နော်တနေ့ပြလို့ရှင်ရွေးကောက်ပွဲလုပ်ပြီးတော့มาပြည်သူလိုလားတဲ့အစိုးရလက်ထဲကိုဥကတိုင်းပြည်မငြိမ်မသက်ဖြစ်နေလို့ကျွန်တော်တို့ကထိန်ရတာပါတိန်ရတာပါဆိုတော့ဇကားတွေရှောက်ပြောတာပေါ့စစ်ကောင်စီကပြောခဲ့တယ်များဇကားတွေကဘယ်တော့မှမယုံငဲရတဲ့ဟာတွေပေါ့နော်အဲဟိုဟိုချစ်အာနာစင်ချက်ဆက်တွေကစစ်တမ်းလျားပြန်มาပါစစ်တမ်းလျားပြန်มาပါ ဆိုပေမဲ့စစ်တမ်းလျောက်ကဟိုသူကဒီဟွာကြီးဖြစ်နေတာဟိုဟိုနိုင်ငံအုပ်ချုပ်ရတဲ့နိုင်ငံအုပ်ချုပ်ခြင်းတဲ့နေရာကိုသူတို့ကစစ်တမ်းလျောက်လို့တတ်မှတ်ပြီးတော့အလုပ်လုပ်နေတာပေါ့နော်။အားကြောင့်မို့လို့ဟိုအာနာဘာဖြစ်လို့တိတ်နေလို့တချို့ကမေးကြတယ်ပေါ့နော်။အဲသူကညီချီတိုက်ခံဟွာတက်ယုံနဲ့နော်။တိုင်းပြည်ကိုအုပ်ချုပ်လို့ရတယ်ထင်းနေတာ။ တထဲကဟိုဆယ်မျိုးဆယ်ပေါင်းလောက်တဲ့ယုံနဲ့တိုင်းမျိုးချုပ်လို့ရတယ်ဒင်းနေတာဟုတ်ကဲ့ဒီဟိုဟာပေါ့နော်အစင်းစရားတွေလိမ့်နေတာပြီးရင်ကြက်ကြမွေးမြွေဝဲမွေးမြွေလောက်လောက်တတ်တာလေအဓိက management ပေါ့နော်အစီတရင်တရင်ကိုစီမံခန့်ခွဲတိုင်းအောင်နဲ့လူဘယ်နေရာကိုဘယ်နေရာထည့်မယ်ဘယ်နေဘယ်နားမှာဖက်ရိတ်ဘယ်နေရာလုံးမယ်ဆိုတာကိုစီမံခန့်ခွဲတိုင်းယုံနဲ့သူကတိုင်းပြည်အုပ်ချုပ်လို့ရပြီလို့ထင်တဲ့အတွင်းနဲ့လောက်တဲ့ချိန်မှာဒီနေ့ကမောကမတွေဖြစ်ပြီးတော့ပြောတဲ့စကားတွေကဘယ်တော့မှဘယ်တော့မှမတီးနိုင်တော့ တီအောင်လဲကြိုးစားလို့မရတော့လေဘာလို့ဆိုတော့ပြောတဲ့အတိုင်းပြည်သူလိုလားတဲ့အတိုင်းသူတို့လုံးဝမလုံနိုင်တာမလုံနိုင်တဲ့ခါကျတော့ပြည်သူကြိုက်အောင်တမျိုးပြောရတယ်လုံရက်ကတမျိုးအဲ့တော့တမျိုးပြောလိုက်တမျိုးလုံးလိုက်တမျိုးပြောလိုက်တမျိုးလုံးလိုက်ဆိုတော့ပြည်သူကဘလို့မှဟိုယုံနေအောင်လဲမရှိတော့ကြိုက်လဲမကြိုက်တော့ဘူးပေါ့နော်အဲ့ဒါတော့တွေ့ရတာပေါ့ဟုတ်တယ်အဲအခုနောက်ပိုင်းအားရစရာလည်းရှိရပါတော့ဒီကောင်းနေဒီလိုမျိုးအခြေအနေဖြစ်နေတဲ့နောက်ပိုင်းမှာအားရတဲ့ချက်တွေကအဲ့လိုသူတို့ဘက်ကလည်းအမြဲတမ်းတော့ဤပညာနဲ့ပတ်သက်တဲ့ဟာတွေ နီးပြူရနဲ့ပတ်သက်တဲ့အပိုင်းတွေသူအမြဲတမ်းအဆင့်မြင့်နေတာမျိုးရှိတယ်ပေါ့နော်အဲ့တော့အဲကျွန်တော်တို့တပ်ဖွဲ့တွေကလည်းဒီဥစ္စာကိုပဲအန်တုပြီးတော့အောင်မြင်မှုရအောင်တိုက်ယူနေတဲ့အောက်ခြေမြေပြင်ကအောင်မြင်မှုတွေလည်းရှိအဲအဲ့ဒီအပိုင်းတွေထဲမှာဘုံလဲအရရရလည်းရှိမယ်ပြီးရင်တတိထားစရာလည်းရှိမယ်အဲအဲ့ဥစ္စာနဲ့ပတ်သက်လို့လည်းတိထားတဲ့ဟာလေးတွေပြန်မျှဝေပေးစီအရရတရားတွေဘာတွေရှိလဲဆိုတော့ညီ2000 24ဒါအားရတရားကတော့ဟိုးစစပြီးပြောမယ်ဆိုလို့ရှိရင်တစ်တုံညာနှစ်ခုပထမလှိုင်းပေါ့နော်ပထမလှိုင်းကနေစပြီးတော့မှဒီ2000ပထမလှိုင်းမှာတခါကြီးကြီးမားမားအားရမှုတွေတော်လိုင်းအတွက်ကြီးကြီးမားမားအားရမှုအရေးအောင်နေမြင်လာတယ်တွေ့လာမျက်မြင်ကိုယ်တွေတွေ့လာရတယ်ပြီးတော့ဒီ2024နှောင်းပိုင်းနဲ့2025ဆန်းပိုင်းမှာဆိုလို့ရှိရင်ဒီတစ်တုံညာနှစ်ခုပထမလှိုင်းရဲ့ရိုက်ခတ်မှုကအဲ့ဒီအချိန်ထိပါလာနေတော့မယ်စစ်ကောင်စီအတွက်တကယ်ကိုအရှိတ်ကိုမိနေတော့မယ်ဘာဖြစ်လို့လဲဆိုတော့လာရှိုးကို ဟိုတိတ်တခိုးလေးဒါတွေဝိုင်းသောနီးနဲ့လိုက်ပြီးတော့မှမရမကနောက်ဘေးဘောက်ကတက်တောင်းလိုက်ဒီဟိုလမ်းညိုလမ်းညားဝင်ပြီးတော့မှလက်တို့ပြီးတောင်းလိုက်အော်အော်လန်းနဲ့ဟိုအောက်ဆိုက်နဲ့ဘယ်လိုပြောရမလဲဆိုစေးစေးထိုးပြီးရောအေးစေးစေးရောင်းနဲ့ကောင်လို့ပေါ်သေးတာဟိုနားလေးကြီးလို့ရှိညာလိုက်ဝယ်လိုက်နေနားလေးကြီးကြီးလို့ရှိညာလိုက်ပြီးတော့ဟွာပြစ်လိုက်တော့အဲ့တော့အဲ့လိုမျိုးပေါ်ပေါ်တင်းတင်းမလုံးရဲဘူးပေါ့နော် ပေါ်ပေါ်ဒီနေလှုပ်လို့ရအောင်လေဒါဇောဘုံဟင်းဆိုပြောထားပြီးွားပြောရမှာခင်ဗျားတို့ပြည်သူလူထုတို့သာရဲရဒုက္ခပေးလိုက်စစ်သားကဒုက္ခပေးလိုက်အုပ်ကြီးကဒုက္ခပေးလိုက်အုပ်ကြီးကမင်းမင်းသားပါတယ်နော်ဒီလက်မင်းသားကြော်လိုက်ကြော်မလားအလှည့်ကြော်မလားကြော်ခြင်းဘယ်လောက်ပေးအဲသူကတစ်ပတ်စင်ကြော်ရင်ဘယ်လောက်နှစ်ပတ်စင်ကြော်ရင်ဘယ်လောက်သုံးပတ်စင်ကြော်ရင်ဘယ်လောက်လို့သူကဈေးကအပတ်စင်ကြော်ဈေးတွေရှိသေးတယ်အဲ့ဒီလိုမျိုးတွေပြည်သူကိုဒုက္ခပေးတယ်ဒါပေမဲ့ လာရှုပ်ပြန်ရအောင်ယူနိုင်လားဆိုမယူတမျိုးမှရအောင်မယူနိုင်ဘူးအခုပြန်ရမယ်လို့တဲ့တဲ့လေးကြားနေတဲ့ဟာတော့မှပဲသူတို့ရဲ့တရားဝင်ရတဲ့အရာလည်းမဟုတ်ဘူးအဲ့လိုမျိုးချိန်နေတော့မှရှိတယ်နောက်ကမျိုးတွေကအစင်ဆက်ပါလာပြီဟုတ်ဒါအင်းတော်တို့ဘာတို့တော့နော်ဒီဖလန်းတို့ပါလာပြီချင်းပြီနေဆိုလို့ရှိရင်လွတ်မြောက်ဖို့၃မျိုးပဲကျန်တော့တယ်ဟုတ်တယ်ဟုတ်တယ်ရခိုင်ပြီနေဆိုရင်လည်းလွတ်မြောက်ဖို့၃မျိုးပဲကျန်တော့တယ်ဟုတ်တယ်အဲဒီဒီလိုမျိုးဒါပြီနေနှစ်ခုဆိုလို့ရှိရင်၃မျိုးပဲကျန်တော့ဟိုချင်း ဒီဟိုလောက်လာရှိုးဒေတာကြီးဆိုလို့ရှိရင်လုံးဝလွမြောက်ပြီးသားဖြစ်နေတယ်ပေါ့နော်အကြံတဲ့နေရာတွေဆိုလို့ရှိရင်လည်းအခုလွမြောက်ဖို့ဆက်ပြီးတော့မှထိုးစစ်တွေဆင်နေတဲ့ဟာတွေတွားပြီးတွေ့ရတယ်အဲ့တော့ဒီဟာအားရတယ်ပြီးပထမပိုင်းပြောရတဲ့အထက်မှာပါခဲ့အရင်တုန်းကစစ်ကောင်စီကနှစ်ပေါင်း80ကျော်နော်စုဖွဲ့လာခဲ့တဲ့စစ်ကောင်စီကဒီတနှစ်မှာမှတစ်လမှာမှလေရင်နဲ့တစ်ခေါက်တက်ပြီးတော့မှနော်စစ်ပွဲမနိုင်လို့လေရင်နဲ့တစ်ခေါက်တက်ပြီးတော့မှ ပြစ်ကူစစ်ကူပေးရတယ်ဆိုတော့စစ်ပွဲကရှာရှာပါပါမရှိခဲ့ဘူးကြားလည်းမကြားခဲ့ဘူးဒါလေရင်တို့ဘာလို့ပြစ်တာဘယ်မှမြင်မှုလဲဆိုကိုတို့ဒီကြီးရလေပူပေါင်းစစ်စင်ရေးတို့ဘာလို့ကျွန်တော်တို့ကအန်အောတာလေပြည်တွင်းဆက်မှာလေရင်တွေကောက်သုံးနေပါလားဆိုပြီးအဲ့လိုမျိုးကိုအန်အောဘူးတာဟုတ်တယ်အဲ့တော့ဒီနှစ်လအတွင်းမှာတော့မယ်တနေရာတဲကိုတော့ဒေတာတစ်ခုတဲကိုနှစ်လအတွင်းမှာအချိန်ပေါင်းတစ်ထောင်ကျော်လေရင်နဲ့ဘုံကြီးရတယ်ဆိုတဲ့အတွက်စစ်ကောင်စီကဘလောက်ရှုံးနေပြီလဲတော်လိုင်းတပ်ဖွဲ့ကဘလောက်နိုင်နေပြီလဲဆိုပြီးရင် ပြည်သူ့စစ်မှုတန်းဥပဒေကြီးပြဋ္ဌာန်းပြီးတော့မှမယမကလိုက်ဆွဲနေရတယ်ဆွဲလိုက်တဲ့ပြည်သူ့စစ်မှုတန်းနေရာလဲတချို့ဒေကတိုက်ပွဲမှာဒါဟိုစိတ်မကောင်းနေရပြောရရင်တော့တိုက်ပွဲမှာကြာကြာဆုံးသွားတယ်ဗောနော်သူတို့လည်းဘာမှတချို့သူလည်းဘူးသူရနဲတဲ့လူတွေလည်းပါတာဗောနော်အဲဘူးသူရနဲတဲ့ခါကျတော့ဘယ်လိုမျိုးရှောင်လဲလို့ရှောင်လဲရမှန်းမသိဘယ်လိုထွက်ရမှန်းမသိတိတိုက်ပွဲမှာကြာဆုံးသွားတယ်ရှိတယ်အဲ့ဒီကမှရှင်သန်လွတ်မြောက်လာသူတွေလည်းတော်လိုင်းတက်ဖွဲ့တွေစီမှာဒီနေ့ဒီချိန်မှာ ဟိုကောင်နေတော့မှာကြောက်ကားရေးပိုင်းမောင်းပြီးတော့မှာဟူကောနေပြီမှာမြန်မာနေပိုင်းနဲ့ဒီကောင်ပတ်စားပါလားဗောတရားငါတို့တစ်ခါအင်တာဗျူးထားတဲ့ကောင်အမဲနောက်ရက်ကျတော့ကြောက်လန်ကင်းနဲ့ကြောက်ကားရေးပိုင်းမောင်းနေပြီအဲ့လိုမျိုးလွတ်လွတ်လပ်လပ်လွတ်လွတ်အေးစီကိုအင်းပြအောင်လုပ်ပေးနေဟိုကောင်တယောက်ကလည်းမင်းဘာလုပ်လဲကျွန်တော်ဘက်ဖိုးမောင်းနေတယ်ဟင်ဘက်ဖိုးဒီလွတ်လိုက်သန်းဆိုပြီးတော့မှာချက်ချင်းအထုပ်ပြင်းပြီးတော့မှာဟိုကောင်ဘက်ဖိုးဘက်ဖိုးရေးပိုင်းမောင်းနေတဲ့အနေထားမျိုးကြီးလည်းတွားပြီးတော့တွေ့ရတယ်ဗောနော်အဲ့တော့စစ်ကောင်စီကဘယ်လောက်စစ်ရှုံးနေပြီလေအားရတရားတွေဘာတွေဖြစ်လာပြီလို့တပ်ပေါင်းစုကြီးက အဲကြောင့်တလိုင်းပြီးတလိုင်းလာမယ်လို့ပြထောင်တောင်းကြီးထိုးစစ်တို့ဘာလို့ဆိုတဲ့ဇကားတွေကဒီနေ့ဒီချိန်မှာရုံလုံးပေါ်လာပြီပေါ့ဟုတ်တယ်တပ်ဖွဲ့တွေစူပေါင်းပြီးတော့မှငါတို့ဒီတပ်ဖွဲ့တွေသွားပြီးတော့မှဒီမျိုးကိုလုပ်ရင်တော့သူတို့အင်အားနဲ့ငါတို့အခြေအနေနဲ့ဆိုလို့ဒါဆိုရင်တော့ငါတို့ဗက်တပ်ဖွဲ့တွေပေါင်းလိုက်မယ်ပြီးရင်အသိပညာတွေဘလို့ပေါင်းလိုက်မယ်လက်နဲ့အင်အားတွေဘလို့ပေါင်းလိုက်မယ်ခေါင်းတော်တွေရဲ့မျက်လုံးနှလုံးနဲ့ကြည့်ရတဲ့ဆိုင်ခေါင်းတော်9ယောက်ပေါင်းလိုက်မျက်လုံး10လုံး ခေါင်းကားကောင်းနဲ့စဉ်းစားပြီးတော့မှတိုက်တဲ့ဟာကဘယ်လိုမျိုးပို့ပြီးတော့အဆင်ပြေမလဲဆိုအခုတပ်ပေါင်းစုကြီးကတဖြည်းဖြည်းနဲ့မြို့တွေကိုဒီလိုမျိုးလှုပ်လာတာတွေတွေ့လာရပြီနော်ဒီဟာတွေကလုံးဝ2024နှောင်းပိုင်းနဲ့2025နှစ်ဆန်းပိုင်းမှာတကယ်အားရတဲ့နေရာတွေတွေ့လာတယ်လို့ပြောချင်တာပေါ့ဟုတ်ဟိုပြီးတော့တင်းစီရမိတယ်ပေါ့နော်ဟုတ်တယ်တင်းစီရမိတယ်ဆိုရင်ကျွန်တော်ဟောဇာတွေပါတယ်100တွေပါတယ်122တွေပါဒီလိုမျိုးပေါ့နော်လက်နက်ကြီးတကယ်ကောင်တာပြန်ပစ်လို့ကောင်းတဲ့ဟာမျိုးတွေအပြင်ဝင်ပါပေါ့နော်ဟိုမြေပြန့်တိုက်ပွဲတွေမှာ အဲပြီးရင်ဒါမြေပြင်မှာတကယ်ထိုးစစ်ဆင်ပြီးတော့ဒါရင်ဆိုင်တိုက်ပွဲတွေမှာအားကိုးရတဲ့လက်နက်ကြီးအမြောက်အဲဒါမျိုးဟာတွေအားစတပ်ဖွဲ့တွေစီကိုရောက်လာပြီပေါ့နော်ဘာဘာကြီးရဲ့အကူအညီနဲ့ရောက်လာကြပြီပြီးရင်ဟိုနေ့ကဆိုလည်းဗီဒီယိုတစ်ခုတွေ့တယ်လာချပြီးရဲ့သူတို့စီကိုပဲဒီသူတို့တားသမီးစီကိုလာချပြီးဒါမှမဟုတ်တော်လိုင်းတပ်ဖွဲ့စီရတယ်ဒါမှမဟုတ်လက်ပြပုံတွေပါတယ် RPG တွေပါတယ်40တွေပါတယ်ပေါ့နော်ဒါလိုခဲရဲတွေပါလာအဲပြောမယ်ဆိုရင်သူတို့ဘက်မှာခဲရဲအနေထားတော်တော်လေးကိုအလင်မမီဖြစ်နေတဲ့အနေထား အဲဒါအောင်ကပဲပို့တဲ့အချိန်မှာသူတို့စီကိုရောက်တော့မရောက်တော့ပါဘောနော်ဒလိုင်းတက်ဖွဲ့တဲ့စီကိုရောက်လာရောက်လာတော့အဲ့ရလိုက်တဲ့ဟာအပြင်မှာသူတို့ရဲ့အခြေအနေကိုပါတုံးသက်လို့ရလိုက်တာလည်းရှိတယ်ဘောနော်နောက်တစ်ခါခုနကတော့တင်းစီရမြတ်ထဲမှာလေ drone လို့ဟာမျိုးတွေဂျမ်းမာလို့ဟာမျိုးတွေဘောနော်ဓာရီကပစ္စည်းရလိုက်တာထက်ပို့တဲ့ဟာတွေရှိသေးရယ်ကောင်းတဲ့ဟာဘောနော်ပစ္စည်းရလိုက်တာဟုတ်တယ်ကျွန်တော်လည်းပြန်တုံးလို့ရတယ်ဒီဥစ္စာတွေတုံးဒါမဲ့ထပ်ပြီးတော့ပိုကောင်းတဲ့ဟာကြတော့အဲ့ဒီပစ္စည်းတွေကိုဘာနီးပညာတွေနဲ့တုံးထားလဲဆိုတဲ့ဟာကျွန်တော်အဖွဲ့တွေသိခွင့်ရလိုက်တယ်ဘောနော် အခုသူတို့တုံးထားတဲ့နောက်ဆုံးပေါ်ဟာရှိမယ်အဲအခုတုံးနေတဲ့နောက်ဆုံးနီးပညာတွေရှိမယ်အဲဥစ္စာတွေအကုန်လုံးကိုတက်ဖွဲ့တွေကလိလာခွင့်ရောက်သွားတယ်ပြီးရင်တက်ဖွဲ့တွေကဘလောက်တော်လဲဆိုတော့ကအဲချို့ဖွဲ့တွေကဒီစက်ပစ္စည်းတစ်ခုကြိလိုက်တဲ့အချိန်မှာဘာမျိုးစားတုံးထားတယ်အဲဒီသူ့ရဲ့ပေးလုတ်ကဘလောက်ရှိတယ်အဲအဲ့ဒါတွေကစချက်ချင်းပေါ်တော့မြင်လိုက်တာနဲ့အလွတ်တွက်တတ်တဲ့အဖွဲ့တွေရှိတယ်အဲ့ကြဒီလိုမျိုးပစ္စည်းတွေကျွန်တော်တို့တက်ဖွဲ့တွေဒီလိုလူငယ်တွေလက်ထဲကိုရောက်ပြီဆိုရင်တော့ ဒီကောင်တွေအတွက်ကနောက်လာမယ့်တိုက်ပွဲတွေမှာနာကားဖို့ပဲရှိရပါတော့နော်ဟုတ်တယ်ပြီးတော့ဒီလက်နက်ကြီးတွေပါလေဆိုတော့ဒီကောင်တွေအဆောင်တော့အရန်အထင်သေးရတယ်မင်းတို့ရပါအပြစ်တက်လို့လားဆိုပြီးတော့ပြောတဲ့ဟာတွေပေါ့နော်အခုတပ်ဖွဲ့တွေကအဲ့အမြောက်ကိုလှည့်နေတာလေအားရပါအဝက်ချိန်လိုက်ဒီဘက်ချိန်လိုက်နဲ့ကင်တော့မှာအကုန်လုံးကဒါဒီပုံမှာဆေးအားထက်သန်ပြီးတော့နော်ကိုလှုပ်တဲ့အလုပ်ပေါ်မှာစူးစိုက်ပြီးတော့လှုပ်ခဲ့ကြတဲ့သူတွေဖြစ်တဲ့အတွက်ဒီဟာတွေကပြန်ကိုအတုံးတက်မဲ့ဟာအဲဥစားမျိုးတွေကိုတုံးနိုင်လေလေကျွန်တော်တက်ဖွဲ့တွေကပို့ပြီးတော့အောင်မြင်မှုရလေလေပေါ့နော်နောက်တစ်ခုကကြတော့အဲ့လို စစ်တပ်ဘက်ကកောင်တွေကမှစစ်တပ်ကထုတ်တဲ့ဟာပဲသုံးဘူးလားပြောပြောရမယ်ဆိုဒီကမ္ဘာစာထုတ်တဲ့ AMA ဆိုတဲ့ AMC ဒါပဲသုံးဘူးလားကျောင်းဘက်ကဖွဲ့တယ်កုံသုံးဘူးတယ် AK လား16လားဒါမျိုးပုံစံမျိုးပဲဗောနော်ပြီးရင်အခုဒါစစ်တပ်ကထုတ်တဲ့ဟာအစားဒါသူတို့တွေအကုန်သုံးတက်တယ်သုံးသုံးဆွဲတက်တယ်ဗောနော်ပြီးရင်ချုပ်ဖွဲ့တွေကပြင်မှာပြင်တယ်အဲအဲကြတော့အဲလာမဲ့တိုက်ပွဲတွေမှာကပို့ပြီးတော့အချိန်မြင့်လာဖို့ပဲရှိတယ်ပို့ပြီးတော့အောင်မြင်လာဖို့ပဲရှိတယ်နောက်ထပ်ကြောင်မြင်တဲ့ဟာကြတော့အတွေ့အကြုံပေါ့နော် အတွေ့အကြုံဒီတက်ဖွဲ့တွေအရင်တုန်းကဒါမြေပြန့်ကအဖွဲ့တွေဆိုရင်ဒါအညာဘက်ကအဖွဲ့ဆိုရင်အတွေ့အကြုံကတစ်မျိုးအဲဆိုတာစစ်ကြောင်းလာတဲ့အချိန်မှာရှိတဲ့လက်နက်ခဲယမ်းနဲ့ရှိတဲ့လူဝင်အားနဲ့ရသလောက်သွားပြီးတော့ဒါခြုံကိုတိုက်ခိုက်တာမျိုးရှိမယ်စောင့်ပြီးတော့ပြစ်ခတ်တာရှိတယ်မိုင်းဆွဲတာရှိတယ်အဲဂိတ်စကန်တွေကိုဒါပြစ်ပြီးတော့ဒါလက်နက်ကောက်တာမျိုးရှိအဲ့အဆင့်အဲ့အဆင့်ရှိခဲ့တော့เนาะဒါမဲ့ဒါသူတို့ရဲ့အခြေအနေရလုံနိုင်တဲ့ဟာကိုလုတ်ခဲ့ကြဒါအခုကြတော့အဲ့အဖွဲ့တွေကမြို့သိမ်းတွေမှာပါလာအဲဒိုတရဒါညာသာကိုစည်းပြောသလိုပေါ့နော် ကျောင်းညာသားအကုန်ပတ်တိုက်နေတာဒီမှာလည်းတိုက်တယ်ဟိုမှာလည်းသွားတိုက်တယ်ဆိုရယ်ပုံစံမျိုးနဲ့အတွေ့အကြုံတွေလက်ယူပြီးတိုက်နေတဲ့အဖွဲတွေကအခုအများကြီးဖြစ်လာတယ်။အဲကြောင့်အခုအဲ့အဖွဲတွေကကိုယ့်နေရာကိုပြန်လာကြပြီ။အဲချိုးအောင်ဝဲခံတဲ့အဲဒီပြည်သူတွေကြိုဆိုတဲ့မြင်ကွင်းတွေဆိုတော့အရမ်းမိုက်တယ်ဘုံကဟိုပြည်သူတွေအတွက်တခါကျရင်စိုးရိမ်ပြီးအောင်ဟောဒီချင်းများဒီကြောင့်အနေရဒုက္ခပဲမလို့လုံးမလဲဒါပေမဲ့ပြည်သူရဲ့စိတ်ထဲမှာအဲ့အရာတွေကိုမစိုးရိမ်တော့ဘူး။ ဒီသားသမီးတွေကိုကြိုဦးရပဲအဓိကဆိုရဲပုံစံမျိုးနဲ့လှုပ်ကြရတယ်ဗောနော်အဲတော့တက်ဖွဲ့တွေကလည်းဒါပြန်ပြီးတော့သတိပေးရတာ ਈ တော့ရှိရပါဘောဒါပေမဲ့သူတို့ရဲ့ဒီဒီ BD တက်ဖွဲ့တွေပေါ်ယုံကြည်တဲ့စိတ်အားကိုးတဲ့စိတ်အဲ့ဒါတွေကိုမြင်ရတယ်ဗောနော်အဲ့ကြအဲ့လိုအတွေ့အကြုံတွေလည်းရလာပြီးမျိုးသိန်းတဲ့အတွေ့အကြုံတွေလည်းရှိလာပြီးလက်နက်တွေရောနှိပညာတွေကောပြီးရင်စွမ်းဆောင်ရည်တွေကောပြီးရင်ပြည်သူလူထုရဲ့ထောက်ခံမှုရောတခဲနဲ့ပို့ပြီးတော့ရလာတဲ့အခြေအနေမျိုးမှာဗောနော်ကျွန်တော်တို့ကအားရစရာတွေကြီးပဲထပ်ဖြစ်လာအောင်မယ်လို့မြင်မိတာဟုတ်တယ်ဒါကြောင့်သူက ဟိုကွာခြားသွားတာညီပြည်သူကပေါက်ဖွားတဲ့အဲတက်တက်မတော်နဲ့ပြည်သူကပေါက်ဖွားတာမဟုတ်တဲ့တက်မတော်ပေါ့နော်အဲ့တော့ဒီဟာဒီနှစ်ခုကဒီချိန်မှာဟိုပြည်သူကပေါက်ဖွားလာတဲ့တက်မတော်ကစုဖွဲ့တာဒါစပြီးတော့တင်တန်းပေးတာရောဘာရောတွတ်မယ်ဆိုလို့ရှိရင်ဒါတင်တန်းဆင်းပြီးပါပေါ့နော်တကယ်စစ်မြေပြင်ကိုစပြီးတာဝန်ထမ်းဆောင်တာဆိုသုံးနှစ်ပတ်လည်လောက်ပဲသုံးနှစ်သုံးနှစ်ကြော်ကြော်လောက်ပဲရှိရလို့ပြောရမှာတစ်နှစ်လောက်ကရှိရတစ်နှစ်လောက်ကတော့ အစုဖွဲ့ပြင်ဆင်တဲ့အတင်းနှန်းနေပြီပေါ့နော်ဟိုတင်းနှန်းနေပြီးရင်နေမြေတီးတီးကိုခီးသွားလာတာနဲ့ရှောင်းဝါပုံးရတဲ့ကာလာတွေနဲ့ဆိုတော့ဒါဟိုတကယ်ရှစ်မြေပြင်မှာတကယ်တိုက်ပွဲဝင်တာသုံးနှစ်ကျော်ကျော်ဟိုလင်းနစ်ပတ်လေဒီဝင်းကျင်ပဲရှိသေးတယ်ဒီဝင်းကျင်ပဲရှိရတယ်ဟိုနှစ်80ကျော်လောက်တိုက်ပွဲဝင်ခဲ့တဲ့လူတွေကဒီချိန်မှာရေကြီးချင်းကသွားပြီးတော့ကွာနေကွာနေပြီသုံးနှစ်ကျော်လင်းနစ်သမားကအပေါ်ရောက်သွားတယ်ဟုတ်တယ်နှစ်80ကျော်သမားဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာသူကညီလေးကတို့အရင်တော့ပြောခဲ့လို့ရွှေချောင်းမင်းနေများတယ်ပေါ့နော်ဟိုနှစ်80ကျော်မှာ သူကနာဂေးကြောင့်ဝင်လာတဲ့လူလည်းရှိတယ်ဟုတ်တယ်မေးလိုက်လို့ရှိရင်သူကနာဂေးကာလာမှာသူကသူတက်ကဟိုစစ်တက်ကဟိုလောရတာဟိုလူသစ်စူးစောင်းရတာအရန်ရန်ွယ်ွားတယ်ဗောနော်အဲ့ရနေပြီးတော့မှရန်ကုန်ဟိုအရာဝတီတန်းနေရန်ကုန်တက်လာရန်ကုန်တက်လာပြီးတော့မှမရောမလဲဖြစ်နေချိန်မှာပါဝါတာတို့တချို့ဒီဟိုနေရာကိုအလုတ်သွားလုံမယ်ဒီနေရာကိုအလုတ်သွားလုံမယ်ねဒီလိုမျိုးပါလာတာတွေရှိရောဗောနော်ပြီးရင်အဲနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီပါစဗောနော်ပါစကြတော့လေ तू อ่ะ ဟိုဟွာကြောင့်မဟုတ်ဘူးသူ့ရဲ့ဆန္ဒကြောင့်မဟုတ်ဘဲနဲ့ငါတို့ဒီစစ်တပ်ကိုဒါစစ်တပ်ကြီးကလုံးနဲ့လုံးရက်ကစားကားစားရဲ့လုံးရက်ကြီးကမှန်ကန်တယ်ကွာအဲ့တော့ငါတို့ကိုယ်တိုင်ပြည်သူစစ်မှုတိုင်းကျွန်တော်မဲပေါက်ပေါက်မပေါက်ပေါက်ပေါက်ကျွန်တော်တို့ကိုယ်တိုင်ဝင်ပြီးတော့မှစစ်တပ်ကြီးကိုဝင်ပြီးတော့ကာကွယ်ပါမယ်ဆိုပြီးတော့ဝင်လာတဲ့ကောင်တယောက်မှမရှိဘူးတော့အတင်းအာရမမဲဖောက်ရတာနဲ့ပေါ်တာဆွဲရတာနဲ့အတင်းအာရမထည့်လာတဲ့အခါကျတော့သူကလူရည်အတွက်သာတော်လိုင်းတက်ဖွဲ့တဲ့ကိန်းကနအရာများရင်များမယ်စိတ်သက်အရာရတော့လူတရားမှာတယောက်က တယောက်လောက်ပဲသူကစိတ်ဓာတ်ရှင်ရှိမှာပေါ့နော်ကျန်တဲ့99ယောက်လောက်ကစိတ်ဓာတ်မရှိဘူးပေါ့အဲ့တော့ဒါကြောင့်မို့လို့ဒီနှစ်ခုကရေချင်ကအရန်กว่าလာပြီပေါ့နော်အဲ့တော့ဒေါ်လာကြီးတက်ဖို့ရတကယ်သူတို့ရဲ့လေချောင်းအန်ရဲ့ကိုသာကြီးကြီးမားမားရင်ဆိုင်နေရသေးတဲ့အတွက်ဒီနေ့ဒီချိန်မှာလုံလုံရရအဖြေမထွက်သေးတာလို့ပြောလို့ရတယ်ပေါ့အဲ့တော့လုံလုံရရအဖြေကလည်းအခုကမြင်သားမယ်ဆိုရင်အဖြေကကြည်တာနဲ့တင်ထွက်တယ်လို့ပြောလို့ရနေပေါ့နော်အဲဟို main online ဘက်ကဘယ်လိုအခြေအနေရှိလဲ ဒေါ်လိုင်းတက်ဖွဲ့ရဘလို့ချင်းနေရှိလဲဆိုတာဒါကြောင့်မလို့ဒေါ်လိုင်းခကြီးကဒါ2024နှောင်းပိုင်းနဲ့2025နှစ်ဆန်းပိုင်းမှာကတော့တော်တော်အားရကြရဒီနောက်မှာလည်းဒီမိုးမဝင်ခင်ရဒါမိုးကုန်ကာလရကတော်တော်ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်မဲ့အနေအထားမျိုးတွေ့ရတယ်လို့ပြောချင်တာဟုတ်ဟုတ်ဘူးပြီးတော့အဲဒါကတော့ကျွန်တော်အားရစရာတွေကျွန်တော်တွေးကြည့်အောင်နေတယ် ောင်မြင်မှုတွေရဲ့အနက်တွေရနေတာပေါ့ဟိုကအဲတွေးကြည့်ရနေတယ်ပျော်နေကြိုးပြီးပျော်လာတာပေါ့အဲဒီမှာမှကျွန်တော်စိတ်ပူရတဲ့ဟာလေးလည်းတွေ့တယ်အဲစိတ်ပူရရဲဆိုရယ်အလွဲလေးတွေပေါ့နော်အလွဲလေးတွေအဲကျွန်တော်တချို့ဒီပြည်သူလူလူကပြည်သူလူလူဆိုဒေသခံပြည်သူတွေပေါ့နော်အဲအချို့နေရာဒေသတွေမှာအဲအဓိကအညာအချို့အညာဘက်တွေကဟိုနေ့ကဆိုရင်ကျွန်တော်အဲ့ဘက်မှာတိုက်ပွဲဝင်နေတဲ့အဲကျွန်တော်အဘတ်စင်ကတယောက်ရှိတယ်အဲအဲ့ဒီတယောက်နဲ့ကျွန်တော်ဆက်သွယ်ရတဲ့အချိန်မှာအဲသူကအဲ့နေရာကိုရောက်ပြီးတော့သူအဲ့နေရာမှာဆစ်စင်ဖော်ဆောင်မှုအတွက်တွေသူတို့ လုံနေကြတာပေါ့နော်လုံနေကြဒါရှေ့ပိုင်းတိုက်ပွဲတွေမှာလည်းအောင်မြင်မှုတွေရကြရကြကြကြသခင်ချင်းဘလို့လဲခြေနေဆိုတော့အေးငါတချို့ဟာကြီးကငါမမြင်ဘူးလားမတွေ့ဘူးလားမကြားဘူးလားဖြစ်နေတယ်ပေါ့နော်ဘာဖြစ်လို့လဲပြည်သူလူထုထောက်ခံတာတမျိုးပဲกว่าလေဟာဘလို့ဖြစ်လို့လဲပေါ့နော်အထောက်ခံတာတော့မေးရိုးကိုထောက်ခံတာကမဟုတ်ဘူးရှယ်ကိုထောက်ခံတာပေါ့နော်ဒီတက်ဖွဲ့တွေအဲ့လိုမျိုးပေါ့နော်ဆင်းဆင်းတခုရှိလို့တွတ်တိုက်ကြတော့မဟေ့ဆိုရင်အဲ့အဲ့တက်ဖွဲ့တွေကိုလိုက်အားပေးတဲ့ဟာတွေရှိတယ်ပေါ့ ဟာဘလို့ဤတော့မနော်အဲ့ तू ကြုံခဲ့တဲ့ဖြစ်ဖြစ်တခု तू မယုံနိုင်ဖြစ်နေရပါနော်အဲဒီတိုက်ပွဲဒီကြောက်ရကောင်းမှန်းတော့ तू တို့သိရဗျာဒါမဲ့လည်းအဲ့တက်ဖွဲ့တွေတော့တိုက်ကြပြီဆိုတဲ့အချိန်မှာနောက်ကနေလိုက်အားပေးရပါနော်အဲ့လိုမျိုးနေဘူးကျဲတဲ့ဤတဲ့မှာမလမ်းမကန်းနေပြီးတော့အားပေးတဲ့ဖြစ်ရမျိုးကြီး तू ကြုံခဲ့ဟာဒါတွေကမဖြစ်တဲ့ဘုံပေါ့နော်မဖြစ်တဲ့ဘုံဒါမဲ့အဲသူတို့ရဲ့ပုံစံဘလို့ဖြစ်လဲကြောက်လဲကြောက်တယ်တက်ဖွဲ့တွေကိုလည်းနိုင်စေခြင်းတယ် တပ်ဖွဲ့တွေဘက်ကထားလိုက်ပါလို့လက်နက်ကြီးတလုံးပစ်လိုက်ရဲဆိုအကုန်လုံးကလက်ကဝိုင်းတည်ကြတယ်။တော့အေးအေးချပြီးပါဟိုဘက်ကမှန်တာတွေကြတာတွေတေးတာတွေသူတို့မသိသေးဘူး။တော့ထွက်သွားပြီဆိုရင်လည်းအေးဆိုအဲ့လိုဒီတပ်ဖွဲ့တွေအတောင်လောက်ရအောင်နော်။ဟိုကနေပြပြန်ပြလိုက်လက်နက်ကြီးတလုံးကြပြီးဆိုရင်လည်းပြေးချပြန်ပြီးတော့ဝိုးဆိုအဲ့လိုပြေးချ။ဘာတခါမှလိုအောင်မမြင်ဘူးပေါ့နော်။အဲ့လိုဖြစ်ရမျိုးသူကြုံခဲ့တာပေါ့နော်။ကိုယ်တိုင်ကြုံခဲ့တော့ကြသူအဲ့လောက်သူစိတ်ပူတယ်။အဓိကတော့ပြည်သူကဒီလိုမျိုးနေရာမျိုးမှာနေရမှာမဟုတ်ဘူး။ သူတို့အားပေးတဲ့ပုံစံကဒီလိုပုံစံမျိုးဖြစ်ရမှာမဟုတ်ဘူးပေါ့နော်အဲသူတို့အားပေးရမယ့်နီလန်းကိုအဲသူတို့ကောင်းကောင်းသိစေချင်တယ်ဒါတွေကအရန်အန်ရများတယ်ပေါ့နော်အခါကြရင်စစ်တပ်ကခုနလိုအစုလိုက်ပြုံလိုက်နေရပေါ့နော်ဒါကြောင့်ပြောလို့စုလိုက်ပြုံလိုက်နေရကို ခုနအပေါ်ကနေကြည့်ပြီးတော့ဒါရန်သူပဲကွာဆိုပြီးတော့လှုပ်လိုက်တဲ့ခါကြရင်ဒီပြည်သူတွေထိခိုက်မှာသူလဲစိုးရိမ်တယ်ပေါ့နော်အဲကြအဲ့လိုမျိုးဒီစည်ရေးအတိတ်တွေပေါ့နော်စည်ရေးနဲ့ပတ်သက်တဲ့ဘ ഹു တုတ္တာကိုအခုချိန်မှာပြည်သူကလည်းသိတင်ပြီလို့ကျွန်တော်ယူဆတယ်ပေါ့နော်အဓိကတော့ ဒီတပ်ဖွဲ့တွေအနေနဲ့ကကိုယ့်ရဲ့လုံခြုံရေးတိုက်ခိုက်ရေးနဲ့ဆိုင်တဲ့ကိစ္စမျိုးတွေမှာကိုယ့်ရဲ့တပ်ဖွဲ့ဝင်တွေအကုန်လုံးသိတင်တာရှိသလိုပြည်သူတွေကိုလည်းပြောတင်တာတွေတော့များများလုပ်ရတော့မှာပေါ့နော်။ဒါဟိုတလောကတွေ့တဲ့ကလေးလေးတွေကိုနီးပြပေးနေတဲ့ဒါ PDF တပ်ဖွဲ့ဝင်တယောက်ဆိုဒါဆိုဒါမိုက်တယ်ပေါ့နော်။အဲသူပြောပြတဲ့အချိန်မှာလေရင်လာရင်ဘယ်လိုလုပ်ရမလဲ၊ဘယ်လိုမှောက်ရမလဲ၊နားဘယ်လိုထားရမလဲ။ဒါမျိုးပုံစံမျိုးလေးသူပြောခဲ့တာရှိရပါတော့။အခုချိုးပြည်သူကိုလည်းအဲ့လိုပုံစံမျိုးပြန်ပြီးတော့ အဲဝေမျှပေးရတော့မယ်ပုံစံမျိုးတွေမြင်နေရတာပေါ့နော်အပိတဲ့ပုံစံတွေလွဲနေတာပေါ့ဟုတ်တယ်ဟုတ်တယ်အဲ့ဒါမျိုးလေးတော့တွေ့ရအောင်ပေါ့အဲ့တော့ကျတော့ဒါကျွန်တော်ဒီ2025မှာဖြစ်လာနိုင်တဲ့အောင်မြင်မှုတွေကိုကြိုတင်မျှော်တွဲပြီးတော့ပျော်ကြည့်တာပေါ့နော်ပျော်ကြည့်ရအချိန်မှာတကယ်ကိုအဲအောင်ဝဲရနေနေရပါတယ်ပေါ့နော် ပြီးတော့ပြည်သူတွေလည်းအဲဒီတရောင်းစားအခုလိုမျိုးအာနာလုပြီးတော့အုပ်ချုပ်နေတဲ့ဒဏ်ဝန်လည်းခံစားရရရှိလို့ ဒီတဘာဝကပ်ပြီးရောင်းမလို့ပဲအဲဒုက္ခရောက်တဲ့ပြည်သူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲဒါပေမဲ့လည်းကျွန်တော်တို့တော်လိုင်းကြီးကဒါတွေကြောက်မလို့ရက်တန်သွားလို့တော့မရဘူးအဲဒီဟာတွေတောက်လျှောက်ဒီလိုမျိုးကျွန်တော်တို့ဒီအချိန်မှာစိတ်သက်ကြပြီးတော့ရက်တက်သွားမယ်ဆိုရင်ဒါတွေကဇက်တိုက်ဖြစ်နေအောင်ပါဒီကောင်းလည်းလှုပ်လို့ရတဲ့ပုံစံမျိုးဇက်တိုက်လှုပ်နေအောင်ပါအဲတော့ကျတော့ဒါတွေကိုလွန်မြောက်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီကောင်းတွေမရှိဖို့အတွက်အဆုံးထိသွားနိုင်ဖို့ရည်ကြည်ရဲဆိုတော့ကျွန်တော်ဒီနေရာနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်